ျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများတွေအခုဖြတ်သန်းဝင်ရလာတော့မယ့်ဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမာအခြေအနေများကိုပြပြဆုံးဆုံးပြီးဒါတဲ့ရောကလေးတွေနဲ့ကြည့်ရှုပြီးတော့ခေါ်ပြောပြမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဦးဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပေးလိုက်ပါမယ်။တောက်ကြသားသမီးများဟာအခုဒီဇင်ဘာလအတွင်းမှာဘယ်လိုအလုပ်မျိုးကိုပဲလုပ်လို့အင်တိုင်းအားတိုင်းနဲ့ကြိုးကြိုးစားစားလုပ်ကိုင်းဆောင်ရွက်ဖို့လိုပါတယ်။အလုံးနဲ့ပတ်သက်ပြီးလို့ရှိရင်သိပ်ပြောင်းညံ့နေလို့မရပါဘူး။အလုံးမှာအဲဘယ်လိုပြောမလဲဆိုတော့ စိတ်အားလူအားပေါ့နော်ဒါနှစ်ပြီးလို့ရှိရင်ကြိုးကြိုးစားစားနဲ့လောက်ကန်ဆောင်ရွက်မှတိုးတက်အောင်မြင်မှုတွေကိုရရှိလို့လာနိုင်လိမ့်မယ်ဒါလားတလားပဲလို့တွေ့ရပါတယ်အဲ့တော့ပုံမှန်အခြေအနေတဲကိုပို့ပြီးတော့ကြောင်းလဲတိုးတက်မှုတွေကိုလည်းပဲရရှိသွားနိုင်တယ်လို့တချို့စိတ်အားလူအားပျော်ညံ့တဲ့သူတွေကအလုံးမလဲပြူသွားတာမျိုးတွေလည်းပဲဖြစ်တတ်ပါတယ်เนาะဒါလေးကိုလည်းပဲသတိရှိဖို့လိုပါတယ်အဓိကအားဖြင့်တော့အလုံးမအနှောက်အယှက်လေးတွေပေါ်ပေါက်လို့လာနိုင်ပါတယ်အခက်အခဲလေးတွေစိန်ခေါ်မှုလေးတွေ အကြုံတွေ့လာရနိုင်ပါတယ်ဒါတွေကိုဖြတ်ကျော်နိုင်အောင်စူးစမ်းလုပ်ကန်ဆောင်ရွက်ပါလို့ကျွန်တော်အနေနဲ့အကြံပြုပေးလိုပါတယ်ခင်ဗျာငွေကြေးခန့်ကြမှာအခြေအနေကိုကြည့်ပါမယ်ငွေကြေးကတော့တော်တော်လေးအဆင်ပြေမဲ့လာတလာလို့တွေ့ရပါတယ်ပုံမှန်စည်းဝါပုံမှန်အလုပ်ပုံမှန်ဝင်ငွေနှမ်းချောင်းတွေအပြင်တခြားအထိပေါက်သလိုချဲပေါက်သလိုအမွေရသလိုမျိုးပေါ့ငွေကြေးအစုလိုက်ပုံလိုက် ကန္တရားရဲ့အလျောက်ပေါ့နော်ဝင်လာနိုင်တဲ့အခြေအနေမျိုးတွေကိုလည်းပဲကြုံတွေ့လာရနိုင်ပါတယ်။နောက်ကို့မှာကြုံတွေ့နေရတဲ့ငွေချင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအတွက်လည်းပဲအကူအညီကောင်းတွေကိုရရှိလို့လာနိုင်ပါလိမ့်မယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့အများသောအားဖြင့်စိတ်ချမ်းသာပါလိမ့်မယ်။အဲပျော်ရွှင်ရမယ့်လာတက်လာပဲလို့တွေးရပါတယ်ခင်ဗျာ။အခုလို့ကျွန်တော်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောဆန်းလေးတွေကိုအမြဲကြည့်ရှုလို့ရအောင်ဖော်လို့မလုပ်ရသေးတဲ့သူများကဘေးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ဖော်လို့လုပ်ထားပေးလို့ရပါတယ်။ကျမ်းမာရေးအတွက်ကိုကျွန်တော်ဆက်ပြီးကြည့်ပေးလိုက်ပါ ါပြီ။ကျမကြီးတို့လည်းလုံးဝစိတ်ပူစရာမလိုပါဘူး။ဒီလာပိုင်းဟာ ကျမ်းမာရေးကောင်းမွန်စေတဲ့လာတလာပဲဖြစ်ပါတယ်။ကျမ်းမာရေးညံ့နေတဲ့သူတွေရှိခဲ့မယ်ဆိုလည်းပဲမြင်မြန်ဆန်ဆန်ကောင်းမွန်တိုးတက်မှုတွေကိုရရှိလို့လာနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့လူမှုပေါင်းတင်ဆက်ဆံရေးပဲဖြစ်ပါတယ်။လူမှုရေးပိုင်းမှာတော့အစဉ်မပြေတဲ့သူတချို့နဲ့ကြုံတွေ့ရနိုင်ပါတယ်။တချို့သောသူတွေနဲ့စိတ်သဘောထားချင်းကွဲလွဲမယ်။တချို့သောသူတွေနဲ့လမ်းခွဲသွားရတာမျိုးတွေ။နောက်ပြဿနာလေးတွေကြုံရတဲ့နယ်ပုံစံမျိုးလေးတွေကိုလည်းပဲတွေးရပါတယ်။ဒါမှမဟုတ်လူမှုပေါင်းတင်ဆက်ဆံရေးမှာတော့နည်းနည်းလေးဂရုစိုက်ပါလို့မှာထားလို့ပါတယ်ခင်ဗျာ။ ပညာရေးကံနဲ့ဘာသာရေးကံကိုကြည့်ပါမယ်။အလွန်ကောင်းပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်။နေထိုင်မှုတွေကိုတွေ့ရပါတယ်။ထို့တူပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့အရင်လုံးခဲ့မှုတွေအလုပ်တွေပြန်ပြီးတော့လုံ့ကျင့်မဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်။ အတိရူးညံတို့အတွေ့တို့တရားတို့တွေကိုလည်းပဲရရှိစေနိုင်မဲ့လာတလာလို့တွေ့ရပါတယ်။အဲနောက်တစ်ခုကတော့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်။ခရီးသွားလာလှုပ်ရှားမှုတွေမှာလည်းပဲအဆင်ပြေနိုင်ပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ခရီးမျိုးတွေကိုလည်းပဲသွားရတတ်ပါတယ်။ဖျားမှုခရီးတို့အတာအလှူဒန်းခရီးတို့ပေါ့နော်။သွားရတတ်ပါတယ်။အဲတော့ခရီးကိစ္စတွေမှာလည်းပဲအဆင်ပြေပြီးတော့စိတ်ချမ်းသာရလိမ့်မယ်လို့တွေ့ရပါတယ်ခင်ဗျာ။ရန်အတိုက်ခိုက်အနောက်ရှက်နဲ့ပတ်သက်တဲ့အခြေအနေပါ။ဒီကာလတွေမှာရန်အတိုက်ခိုက်တွေမကင်းပါဘူး။ဒါပေမဲ့အဲ့ဒီအခြေအနေတွေကို ိုတောင်းမွန်စွာဖြတ်ကျော်နိုင်လိမ့်မယ်။ဒါစီကာဘွယ်နိုင်လိမ့်မယ်အနေအထားမျိုးတွေကိုတွေ့ရပါတယ်။အဲ့တော့ပြဿနာတွေရန်တွေဘလောက်ပဲရှိရှိပေါ့နော်။ဘာမှဟိုအဲတိတ်ပြီးတော့မှုနေကြအောင်နေကြမလို့ပါဘူး။အားလုံးကို ဖြတ်ကျော်နိုင်မဲ့လာတလာလို့တွေးရပါတယ်ခင်ဗျာကြတာကတော့တဲရော့ကလေးတွေကိုကြည့်ပြီးတော့တောက်ကြသားများကြုံတွေ့လာရနိုင်တဲ့အခြေအနေလေးတွေကိုကြည့်ပြေကုန်လုံးလေးဟောပြောပေးတာပါနောက်တစ်ချိန်တဲရော့ကလေးထပ်ချိုးပြီးတော့ဒီဇင်ဘာလအတွက်မှာဘာလီထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်မလဲဒါဘလို့ရရလေးတွေကိုဆောင်ရွက်တင်ပါတယ်ဆိုတာကိုကြည့်ပြေမှာပဲဖြစ်ပါတယ်တောက်ကြသားများခင်ဗျာဒီဒီဇင်ဘာလထဲမှာပေါ့နော်အရင် လုံးမဲ့ဆိုပြီးတော့မလုံးဖြစ်ခဲ့တဲ့အလုပ်တွေပြန်ပြီးတော့လုံးဖြစ်တာမျိုးတွေအဲ့တော့ကိုလက်လွတ်ခဲ့ရတဲ့အခွင့်အလမ်းကောင်းတွေပြန်ပြီးတော့ရလာတာမျိုးတွေကြုံရနိုင်ပါတယ်။နောက်အဲ့လိုပဲ ကွဲခွာနေတဲ့သူတွေနဲ့ပြန်လဲဆုံတွေ့ရတာတို့အဆက်အသွယ်ကောင်းနေပြန်ရလာတာမျိုးတို့ဒါမျိုးတွေလည်းပဲရှိနိုင်ပါတယ်ခင်ဗျာ။နောက်သူတို့ဘာရဲ့ကျမ်းမာရေးကိစ္စတွေကိုအူကြီးဆောင်ရွက်ပေးရတတ်တယ်၊စေယုံစေကန်းတွေကိုတွားရတတ်ပါတယ်။ဆောင်ရွက်ရမယ့်ယရရာကတော့နေထိုင်မကောင်းတဲ့သူအဲ့လိုမကျမ်းမာမှာဖြစ်နေတဲ့သူတွေကိုတတ်နိုင်သလောက်စေဝါတတ်စာလှူဒါန်းကူညီပေးပါလို့ယရရာလေးပေးလိုက်ပါတယ်။ VIP လေးကိုအဆုံးထိကြီးကျူးအားပေးထားတဲ့မိတ်ဆွေများကအဖေမှာ comment လေးတွေမှတ်ခဲ့ပါဦး။